ဒီဇင်ဘာလ9ရက်နေ့နောက်ကပတ်တော်ဒီလဲလူစာတိအဖြစ်ကိုခံယူရခမဲတော်၌တပါသေးသောတားတော်ဤဖုံးကဲ့သို့သူဤဖုံးတော်ကိုငါတို့သည်ငြိရကြပြီရှေယောအခွင့်ဝင်ကြံခန်းကြီးတဲ့ခန်းငယ်ဆက်လေးကျွန်တော်နေ့တေတို့ဤတမားကျမ်းစာဖုံးတွင်တန်ရှင်းပြမြတ်သောတမားကျမ်းစာကိုဆိုရရအဘယ်ရောက်တနာရာကမုန်တီးမှုနှင့်မတော်လောဘနှင့်စေဝဲများပေါင်သည့်တမားကျမ်းစာကို တန်ရှင်းပြည့်မြတ်ပြီးတုံ့လုံးကြခဲ့တယ်။အကြောင်းပါ။တမန်ကျမ်းသာသည်တမန်တရားကိုညွှန်ပြခြင်းဖြစ်ပါတယ်။ဘုရားသခင်နဲ့ပတ်သက်သောလူနှင့်ပတ်သက်သောစေတနှင့်ပတ်သက်သောအမှန်တရားများပေါ်ပြထားခြင်းကြောင့်ဖြစ်ပါတယ်။တမန်ကျမ်းသာကဆုံးမတုံ့တင်ထားသည်မှာဥပမာကျွန်တော်တို့ဒီလိန်ကိစ္စ၊မွေးရစေဝါကိစ္စအရက်တေစာကိစ္စနဲ့ဘာသာရေးဆိုင်ရာသူတော်ကောင်းဟန်ဆောင်မှုတို့တွေဘုရားခင်ဤတမန်တရားထက် စေတိန်လိန်ညာမှုကိုလက်ခံကြခြင်းကြောင့်ဖြစ်ပါတယ်။တခရေရှုသည်အန်တီမအမှန်တရားဖြစ်ပါတယ်။တခရေရှုသည်အမှန်တရားကိုပြောဆိုပြီးတခရေရှုသည်သာတမာတရားဖြစ်ပြီးဤတမာတရားဖြင့်ကျွန်တော်တို့ကိုလွတ်မြောက်စေပါတယ်။ယနေ့တွင်ဆုတောင်းကြအနာတကုရှင်ဖရာခင်အရှင်ရဲ့ချစ်လာတော်သခင်ယေရှုမှတစ်ဆင့်တမာတရားကို ပေးတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်။အာမင်။ ုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါခင်ဗျာမနေ့ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရိုက်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွင်မှာပြန်တွေ့ပါအောင်ခင်ဗျာ